2025ခုနှစ်ဒီနေ့ဇူလိုင်လ2ရက်ဗုဒ္ဓနေ့အတွက်ခொနည်းသားမီးအလုံးတို့အတွက် numerology ကခဏပြင်းနည်းရာဆိုရင်တော့ခொနလာပိုင်း2ရက်က strong အတကူတွေကြောင့်ဒီနေ့ဟာအခက်အခဲတွေကိုဖြတ်သန်းတဲ့နေ့ချိန်ဆထားတာတွေအတွက်အထီးအခိုက်စိတ်စိတ်နှောက်ယှက်ဖြစ်ရတဲ့နေ့စကားရှုပ်ထွေးတဲ့နေ့လို့ခဏပြင်းလွှမ်းမိုးမှုများတဲ့နေ့ဖြစ်ပါတယ်။ဒါကြောင့်ဒီလိုနေ့မျိုးမှာသွားတိုက်တဲ့အသစ်ကို၃နာမျိုးသွားတိုက်စိတ်အသစ်ကို၃နာမျိုး အာမျက်နှာသုံးပုံအသည့်၃နာမျိုးကိုပြုခြင်းအပြင်ဒီနေ့တနေ့အတွက်စိုးရိမ်ညံ့တဲ့ဟာတွေကိုကျော်ဖြတ်နိုင်မှာဖြစ်ကြောင်းရေရာအဖြစ်နဲ့အစီရင်လမ်းညွှန်လိုက်ပါတယ်ထို့အတူဒီလိုနေ့မျိုးမှာမိတ်ဆွေတို့အနေနဲ့အရေးကြီးကြီးကိစ္စတွေတွေ့ရမယ်ပြောရမယ်ဆုံးရမယ်ဆိုရင်တော့အချိုရအနေငယ်တောက်ပြီးပြောဆိုခြင်းအပြင်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာရဲ့အတွက်ကတော့ဘုရုနေဘွားမရဏဘွားစာတာရှင်တွေဖြစ်ကြပါတယ်မရဏရဲ့သဘောတရားရသေရင်မြေကြီးရှင်ရွှေတိဆိုတဲ့အတိုင်း ငယ်စဉ်မှချူကြတော့လဲကျိုးသားလုံးလာအပြုတ်ပြီးတော့ကန္တရာထောက်ပံ့ကြောင့်ကြီးပွားချမ်းသာအောင်မြင်ကြမယ်ဇာတာရှင်ရင်သွေးရတနာများဖြစ်ကြပါရခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာမွေးနေ့ပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက်တစ်နှစ်တာလုံးကန္တရာရဲ့အထောက်ပံ့ကောင်းတွေရောက်ဖို့လို့ရဖို့လို့အတွက်ကတော့ရွှေဖြုံဒီတစ်လုံးမှာမိမိရဲ့နာမည်ကိုရေးထုတ်ပြီးမွေးနေ့အလှူ၍ ဆော့ပင်နဲ့ရေးပြီးတော့နီးစပ်တဲ့သီလရှင်ဆရာလေးတစ်ပါးပါးကိုလှူဒါန်းလိုက်ခြင်းအပြင်တနေ့တားလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေကိုထူးခြားစွာရပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်အကျိုးပေးစွန့်မှုတဲ့ကိန်းကဏ္ဍကတော့ငါးကဏ္ဍသုံးကြကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကန်ကောင်းမလို့ဒီလိုမျိုးမှာငွေဆက်ကူတရားပေါ်မှာခဲတံနဲ့ကာကြီးအခေယာတစ်လုံးရေးပြီးရေမွေးဆွေဆောင်ထားလိုက်ခြင်းအပြင်ငွေကန်အထူးကောင်းပါလိမ့်မယ်ငွေကြေးကိစ္စအရေးကြီးကြီးပြောစရာရှိတယ်ဆိုရင်လည်း ဒီလိုနှစ်မျိုးမှာအဝါရောင်ပန်းမွေလေးဆောင်ပြီးပြောဆိုခြင်းအပြင်ငွေကြေးပြောဆိုရတဲ့ကိစ္စတွေအားလုံးအောင်မြင်ပါလိမ့်မယ်ခင်ဗျာစားသောက်ဆိုင်တွေစတိုးဆိုင်တွေကုန်းစုံဆိုင်တွေလက်ဖက်ရည်ဆိုင်တွေရောင်းပန်းတာဝယ်ပန်းလာဖို့အတွက်ကတော့စိုင်ရှိမျက်နှာတော်ကိုဒီလိုနှစ်မျိုးမှာနွားတို့အနေနဲ့ပတ်ဖြန့်လိုက်ခြင်းအပြင်တိတိတသားရောင်းပန်းတာဝယ်ပန်းလာပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့အတွက်ကလည်းပဲပေတံလေးတစ်ချောင်းနဲ့တို့ပြီးခေါက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်တိတိတသားအယောင်တက်ပါလိမ့်မယ်အမှုခင်းဂျုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုဂျုံနေတဲ့သူရဲ့အမိကို တင်မောသည်အစိမ့်တစ်လုံးမှရိပ်ပြီးတော့နှိစတဲ့ရေစီးရမြောင်းလို့ချောင်းလို့တဲမှာမျောလိုက်ခြင်းအပြင်အမှုကြောင့်တဲ့သူရဲ့အခက်အခဲတွေပြဿနာတွေကနေလွတ်မြောက်ဖို့အကန့်ခွင်ပေါ်လာပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူစေးပြနေတဲ့သူမိသားစုထဲမှာရှိရဆိုရင်တော့ဒီလိုနှမျိုးမှာဓာတ်စာဖြစ်နေမြေဘဲစာမြေဘဲစိလှော်ပြီးသားအနေငယ်လေးစားပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အချင်းမြတ္တာရေးအိမ်တော်ရေးကိစ္စရင်အတွက်တော့ဆွေမျိုးဂျားလူဂျားစကားကြောင့်စိတ်နှောက်ချက်ဖြစ်เสียကြုံတွေ့ရတတ်ပါတယ် အခြေမြတ်တိုင်းအိမ်တော်ရင်အစဉ်ပြေဖို့အတွက်ကတော့ရွှေရင်းစွန်းမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းပြုလိုက်ပါခင်ဗျာ။